ဒါကတော့ကျွန်တော်တို့ Redmi 9A Global ရှိမဲ့အလုံးလေးပါနော်ကျွန်တော်တို့ကဒီ Global Machine Gain ဒီ MIUI version လေးကိုတစ်ချက်ကြည့်ရပါတယ်နော်ဒီ MIUI version လေးကကျွန်တော်တို့12.5 1.1ဆိုရင်ကျွန်တော်တို့က global ရှိမှပဲအဆင်ပြေရများပါလေဗျဒီ play store ရဖို့ဆိုရင်เนาะ12.5အောက်ဆိုရင်တော့ကျွန်တော်တို့ global မရှိပဲ play store ရအောင်လုပ်လို့ရပါတယ်เนาะ global chain နဲ့ global ဖမ်းဝယ်ရေးမယ်ဆိုကျွန်တော်တို့ရဲ့ဖုန်ကအရင်ဆုံးပလော့တန်အန်တော့အရင်ဆုံးလုပ်ဖို့လိုအပ်ပါတယ်เนาะဘူလိုဒန်အလောဖြစ်မဖြစ်ကိုကျွန်တော်တို့ဒီ MIUN version ကို900ခောက်မယ်เนาะ developer option point အောင် ့ MI မှာ version 80ဖွင့်မယ်နော်ကျွန်တော်တို့ additional setting ထဲမှာကျွန်တော်တို့ developer option ပွင့်ပြီဆိုရင်ကျွန်တော်တို့ဒီထဲမှာ family unlock status ဆိုတဲ့နေရာမှာ unlock ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ firmware ရေးလို့စင်တင်ဖြစ်ပါပြီเนาะအဲ့တော့ကျွန်တော်နောက်က firmware ဖိုင်လို့ဖြည့်ထားတဲ့ဖြည့်နေရပါတော့မပြီးသေးလို့ မဖမ်းဝေးမယ်ဆိုရင်ကျွန်တော်တို့ဖုံးအရင်ဆုံးစက်ပိတ်မယ်နော်ဒီကျွန်တော်တို့ဒီ NDK ပေါ့ကိုခေါ်มาဖြစ်တဲ့အတွက်ကျွန်တော်တို့ဘော်လူပလန့်နဲ့မိုင်းလက်ကိုကျွန်တော်စုံနေမယ်เนาะဖမ်းဝဲရေးมาတော့ကျွန်တော်ဒီ analog tool နဲ့ပဲရေးပြပါဖြစ်ပါတယ်เนาะပြီးရင် analog tool မှာကျွန်တော်တို့ခုနကဖြည့်ထားတဲ့ကျွန်တော်တို့ဒီ Redmi 9အတွက် global ဖမ်းဝဲလေးကိုအရင်ဆုံးရွေးမယ်เนาะ ဖမ်းဝေးပြီးရင်ကျွန်တော်တို့ကဒီ flag ကိုနေပြီးပြီဆိုရင်ကျွန်တော်တို့က plus minus ကိုနေပြီးကျိုးထိုးမယ်เนาะ

ခုနကကျွန်တော်ဒီ MIUN version 3ပဲဆိုနေမှာလေ global ဖြစ်သွားပါပြီเนา